ဒီနေ့တော့ဒေသနာချက်အခန်းကြီး၈ဖြစ်ပါတယ်အခန်းကြီး၈အငယ်၁မှ9အဘဲသူသည်ပညာရှိသောသူကဲ့သို့ဖြစ်သည်နည်းနည်းသောအ내ကိုအဘဲသူနားလေသည်ပညာသည်ပညာရှိသောသူ၏မျက်နာကိုထွန်းလင်းစေတတ်၏ထိုသူ၏မျက်နာသည်အထူးသဖြင့်ရဲရင်သောအစင်ရှိတတ်၏ဘုရားသခင်ရှေ့တော်၌ပြုသောတစ္ဆာကိုထောက်၍ရှင်မြေအမိန်တော်ကိုစောင့်လော့ တမာဒိလိ၍အထံတော်မှမထွက်နှင့်မကောင်းသော အမှုကိုမဆွဲမကင်နှင့်အလိုတော်ရှိသည့်အတိုင်းစီရင်တော်မူမီရှင်မင်းအမိန်တော်၌တကူပါ၏ကိုရောဒီအဘယ်သို့ပြုသည်နည်းဟုအဘယ်သူဆိုရသည်နည်းအမိန်တော်ကိုစောင့်တော်သူသည်ရာဇဝတ်နှင့်လွတ်လိမ့်မည်ပညာရှိသောသူ၏စိတ်နှလုံးသည်လည်းကာလအချိန်ကို၎င်းစီရင်သောအခွင့်ကို၎င်းတည်ပြင်တတ်၏ လူချမ်းစီမြဖို့ကာလချိန်နှင့်စီရင်ရသောအခွင့်ရှိ၏သို့တော်လေလူသည်အလွန်ဆင်းရဲခြင်းကိုခံရ၏နောက်ဖြစ်လက်တန့်သောအရာကိုမသိအဘယ်သို့ဖြစ်လက်တန့်သည်ကိုသုံတယော်မျှမပြောနိုင်ရအငယ်ရှမှ73နံဝိညာဉ်ကိုအစိုးရ၍ချုပ်ထမ်းနိုင်သော လူတယောက်မျှမရှိတေခြင်းရောက်သောအခါတကူးမရှိ ထိုစစ်မှုတဲကထွက်เสียအခွင့်မရှိဒူးစရိုက်ကိုပြုတော်လဲဒူးစရိုက်သည်ထိုအမှုတဲကမကယ်မနှုတ်နိုင်ဤအမှုအရာလုံးစုံတို့ကိုငါတွေ့မြင်ပြီး နေအောင်မှပြုလေသမျှတို့ကိုဆင်ခြင်ပြီးမိမိအကျိုးပြည့်အောင်တယောက်ကိုတယောက်အုပ်ဆိုးသောအချိန်လဲရှိ၏ထိုမှတပါတန်ရှင်းရာအယက်ဌာနတော်သို့တွာလာသောအာရမလူတို့သည်တင်းကြိုခြင်းခံရကြောင်းကို၎င်း အာမပြုဘူသောမြို့၌သူတို့ကိုအဘဲသူမျှမအောင်မေ့ကြောင်းကို၎င်းငာမြင်ပြီးထိုအမှုရာသည်လည်းအနတ္တဖြစ်၏အာရမအမှုကို အလင်းမြန်စစ်ကြော၍ဒဏ်မပေးသောကြောင့်လူသားတို့သည်အာရမအမှုကိုပြုခြင်းကခိုင်မာစွာသဘောထားကြ၏အာရမလူသည် အချိန်တရာတိုင်အောင်အာရမအမှုကိုပြု၍အသက်တာရှိတော်လဲဘုရားသခင်ကိုကြောက်ရွံ့တော်သူတို့သည်ရှေ့တော်၌ ကြောက်ရွံ့သောကြောင့်ကောင်းသောအကျိုးကို ခံရကြမည်ဟုငါအမှန်သိ၏အာရမလူမူကားဘုရားသခင်ရှေ့တော်၌မကြောက်ရွံ့သောကြောင့်ကောင်းသောအကျိုးကိုမခံရအရေးနှင့်တူသောမိမိအသက်သည်လည်းမရှိရငယ်၁၄မှ၁မြေကြီးပေါ်မှဖြစ်တတ်သော အနတ္တအမှုတပါးဟုမူကားအာရမလူပြုသော အမှုကြောင့်ခံထိုက်သည့်အတိုင်း ဖြောင့်မတ်သောသူ အချို့တို့သည် အပြစ်ကိုခံရကြ၏ထိုနည်းတူဖြောင့်မတ်သောသူ ပြုသောအမှုကြောင့်ခံထိုက်သည့်အတိုင်းအရမလူအချို့တို့သည်အချို့ကိုခံရကြ၏ထိုအမှုရာသည်လည်းအနတ္တဖြစ်သည်ဟုငါသဘောရှိ၏ထိုအခါပျော်မွေ့ခြင်းအမှုကိုငါချီးမွမ်း၏အကြောင်းမူကားလူသည် နေအောက်မှစားတော့ခြင်းပျော်မွေ့ခြင်းအမှုထက်သာ၍ကောင်းသောအမှုမရှိ လေအောက်မှဖျားသခင်ပေးသနာတော်မူသောအသက်ကာလ၌ကျိုးစားအားထုတ်၍ရသောအကျိုးတို့တွင် ထိုအကျိုးကိုသာ အမြဲခံရ၏လူအချို့တို့သည်တနေ့နှင့်တညာလုံးမအိပ်ဖဲနေတတ်သည်ဖြစ်၍ပညာတရားကိုသိခြင်းက၎င်းမြေကြီးပေါ်မှ ပြုသောအမှုများကိုကြည့်ရှုခြင်းက၎င်းငါသည်ကိုယ်နှလုံးကိုနှိုးဆော်၏ ဖျားသခင်ပြုတော်မူသောအမှုအလုံးစုံတို့ကိုငါချီးရှုသောအခါနေအောင်မှ ပြုသောအမှုများကို လူသည်စိတ်၍မကုံနိုင်ကြိုးစား၍စစ်တော်လဲအကုံစင်မတိနိုင် ထိုပြမကပညာရှိသောသူသည်ငါတိမိဟုကြံတော်လဲအကြံမမြောက်နိုင်ရာ Okay, now we do want to thank you. Bye-bye.